အစေးသေးဆိုတာကိုခမရတို့မြင်ဘူးတွေ့ဘူးကြလားဒီမေးခွန်းကိုလူတော်တော်များများမေးဘူးကြလိမ့်မယ်လို့ထင်ပါတယ်တော်တော်များများကတွေ့ဘူးတယ်လို့ဖြေကြတယ်လို့တချို့ကလည်းမတွေ့ဘူးကြဘူးလို့ဖြေမှာပဲအယုံအကြည်မရှိတဲ့သူတွေလည်းဒုနဲ့ဒီပေါ့ဗျာကျွန်တော်လည်းအယုံအကြည်မရှိတဲ့သူအမျိုးအစားတွေမှာတော့ပါတယ်ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တငယ်ချင်းအပေါင်းအသင်းတွေနဲ့စကားဆက်မိတိုင်းညင်းကြခုန်ကြခဏခဏပေါ့တငယ်ချင်းတွေထဲမှာကျွန်တော်နဲ့ဖုံးမြက်ကတစ်ဖွဲ့ကျန်တဲ့သူတွေကရှိတယ် ယုံနေဆိုတာပဲဒါတွေကိုအရင်ကတည်းကညင်းနေကြဒါပေမဲ့တဆေတရေတကယ်ရှိမရှိဆိုတာဘယ်သူမှတတ်တည်မပြနိုင်ကြဘူးဒီလိုနဲ့တတ်တည်ပြနိုင်တဲ့တနေ့ကိုရောက်လာခဲ့တယ်အယုံအကြည်လုံးဝမရှိတဲ့ကျွန်တော်ကိုပြောင်းလဲစေခဲ့တဲ့နေ့လေးကိုတော့ကျွန်တော်မေ့လို့ရမယ်မထင်ပါဘူး တရေကျွန်တော်တငယ်ချင်းရဲ့မိဆွေတယောက်ကသူ့နဲ့စကားဆက်မိရင်မင်းတို့မယုံဘူးဆိုသွားလိလာလိုက်ဆိုပြီးနေရာတစ်ခုကိုညွှန်ပေးလိုက်တယ်။သူညွှန်ပေးတဲ့နေရာကမြို့ဝကျွန်မကမြို့ငယ်လေးရဲ့အနီးမှာရှိတဲ့ရွာငယ်စနပုတ်လေးပဲ။ရွာနာမည်ကကိုင်းတော်တဲ့။ကျွန်တော်နဲ့ဖုံးမြက်ကသွားကြတယ်။ကျန်တဲ့သူတွေကတော့မသွားရကြဘူး။သူတို့ကိုမရအရအတင်းခေါ်ရတာပေါ့။ဒါမှတဆီဆိုတာတကယ်ရှိမရှိလက်တွေရှင်းပြလို့ရမယ်မလား။သူတို့မလိုက်ရဲရတဲ့အကြောင်းရင်းက ကိုဝင်ပြက်ကြရင်တေးသွားပြီးမကြုတ်ဖဲခြောက်နေတဲ့ဆိုတဲ့တစီမကြောင့်ပဲနောက်ဆုံးတော့ကျန်တဲ့တငယ်ချင်း၃ယောက်လည်းမနှင်းတာတော့ပဲလိုက်လာရတော့တယ်ကျွန်တော်တို့အကုံစုစုပေါင်း၅ယောက်ပြကျွန်တော်ရဲ့ဖုံးမြက်ရဲ့ရဲသွေးအောင် ဖြိုးသူရနဲ့ထူးနိုင်အားလုံး၅ယောက်ခရီးစထွက်ကြတာပေါ့အဲ့ဒီရွာကိုရောက်ဖို့ express ကအရင်စီးပြီးဆက်လီတစ်ခါထပ်စီးပြီးမှရောက်တာဗျကျွန်တော်တို့ရောက်တော့ရောင်းလဲလဲနဲ့ပေါ့အတိမိတ်ဆွေကမရှိ တရေတကယ်ရှိမရှိဆိုတာစုံစမ်းခြင်းုံနဲ့လာကြတာကိုလဲညွန်ပေးတဲ့သူကသူလဲတဆင်စကားနဲ့တဆင်သိရတာဆိုတော့နေရာပဲညွန်ပြပေးလိုက်နိုင်တယ်ကျွန်တော်တို့လဲဖြစ်ချင်အဖြစ်ဆိုပြီးရွာထဲဝင်လာကြတာပေါ့ရွာအင်ဂျီကတရာလောက်တော့ရှိပေမဲ့လူလူသူသူတိတ်မတွေ့ရဘူးတအိမ်နဲ့တအိမ်လဲနည်းနည်းလှမ်းနေရွာလေလန်းအတိုင်းဝင်လာရင် တဲလို့ခိုးလို့ရမယ်အစဉ်ပြေမဲ့အိမ်အရင်ရှာရတာပေါ့ဗျာကျွန်တော်တို့ရွာထဲဝင်လာပြီးမကြဘူးရွာကန်တွေကအသီးသီးအိမ်ထဲကနေထွက်ကြည့်နေကြတယ်ရွာလေးကနည်းနည်းခေါင်လိုလားတော့မသိဘူးလူစိမ့်ဝင်ရင်အကုန်ထွက်ကြည့်တော့တာပဲကျွန်တော်တို့ကနိုင်ငံကျော်မင်းသားတွေလူလူတောင်ဖြစ်လာမိသည်အနီးအနားကလူကိုစကားဆပြီးမေးကြည့်လိုက်တယ်ကျွန်တော်တို့လည်းကိုယ့်ကိုမိတ်ဆက်တာပေါ့ ူတို့ကလည်းဖော်ဖော်ယူယူဒီပါပဲ။ဘာအကူညီလို့လဲမေးကြတာပေါ့။မီးရင်းနဲ့တေသွားလို့မကြွဘူးဆိုတာကိုလာလိလာတာလို့ဆိုရောသူတို့အကုန်လုံးအနောက်ဆုတ်သွားကြတယ်။ကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ခနဲဖြစ်သွားကြတာပေါ့။သူတို့တွေကအသက်60ဝန်းကျင်ဦးလေးကြီးတယောက်ကပြောတယ်။ငါတို့တို့ဒီလောကကမဆမနောက်ကောင်းဘူးနော်။မစူးစမ်းကျင်ကြနဲ့လှဲ့တာပြန်ကြတော့ဒီလိုပါဦးလေးကျွန်တော်တို့ကလိလာခြင်းယုံမှာစဖို့နောက်ဖို့မဟုတ်ပါဘူးဗျ။တကယ်ရှိမရှိတည်ယုံလေးပါပဲ။နှုတ်စည်းလဲစောက်မှာပါဗျ။ရွာကလူတွေလက်မခံကြ င်ကြဘူးကျွန်တော်တို့ကိုပြန်မဲပြန်ခိုင်းကြတယ်ကျွန်တော်တို့လည်းမတိရမချင်းမပြန်ဘူးလို့ခံရင်းကြတာပေါ့တကယ်ခံရင်းကြတာကကျွန်တော်နဲ့ဖုံးမြက်ကတိုင်ငယ်ဟိုကောင်တွေကငကိုတွေကမလိုက်ချင်တာပြန်မဲဆိုတာကြီးပဲပေါ့ဗျာနောက်တော့ရွာကလူတွေပြောရတာမောလာပြီထင်တယ်ဒါဆိုလဲအဲ့ဒီအိမ်မှာတ냐လောက်နေကြည့်လိုက်လို့ပြောလာတယ်။သူတို့ပြောတဲ့အိမ်ဆိုတာကောင်မလေးတည်သွားတဲ့အိမ်ကိုပြောကြတာ။နေမယ်လို့ပြောပြီးလိုက်ဖို့ခိုင်းလိုက်တာပေါ့။ရွာကလူနှစ်ယောက်လိုက်ဖို့ပေးတယ်။အိမ်ကမြေနေပိုင်းထဲမှာဗျ။ဘေးမှာအိမ်နေမရှိဘူး။ သူတို့ပြောတာတော့လက်တယ်ရဲ့အိမ်လို့ပြောတယ်။ကောင်မလေးကဒီွာကမဟုတ်ဘူး။တခြားကနေလက်တယ်စီကိုခလေးလာဖြတ်ချတာ။ခလေးဖြစ်ရင်တည်သွားတယ်လို့ပြောတယ်။ ကောင်မလေးကသေးပြီးတော်တော်လေးခြောက်နေလို့လက်တွေလည်းအိမ်ကိုပစ်ပြီးတခြားမှာအိမ်ပြန်ဆောင်နေရတယ်တဲ့သူတို့ပို့ပေးတဲ့အိမ်နားရောက်တော့လိုက်ပို့ပေးတဲ့လူနှစ်ယောက်ကအိမ်ကိုလက်ညှိုးထိုးညွန်ပြပြီးပြန်ပြေးသွားကြတယ်ကျွန်တော်နဲ့ဖုံးမြက်ကတယောက်ကိုတယောက်ကြီးပြီးပြုံးမိသေးတယ်တော်တော်ကြောက်တတ်တဲ့သူတွေဆိုပြီးအိမ်ထဲဝင်ပြီးလမ်းကနေလှေကလေးပုံဖော်ထားတဲ့မြေသားကနေဆင်းရတယ်အိမ်ကလမ်းအောက်မှာထရန်အိမ်ဟောင်းလေးလူမနေတာကြပြီးမှရိုင်နေတဲ့ပုံဖြစ်နေတယ် ခြံစည်းရိုးလည်းမရှိအိမ်ဘေးမှာလည်းခြုံလေးကြီးပဲကျွန်တော်တို့လည်းခြုံတိုးပြီးအိမ်ထဲဝင်သွားကြတယ်အိမ်အတွင်းထဲမှာလည်းဘာပစ္စည်းမှမရှိဘူးအခန်းက၃ခန်းကန့်ထားတယ်အိမ်ခန်းလူလူက၂ခန်းနောက်တစ်ခန်းကမိဖို့ကြောင့်လို့ထင်တယ်ထမင်းစားဗာညာအတွက်ဖြစ်မယ်ဗျာတချို့ထရန်တွေကပောက်ပြဲနေပြီးကျန်းငင်းကလည်း ဝကတ်လိုမျိုးခင်းထားတာကျွန်တော်တို့ဝိန်းနဲ့အိမ်ပြိုကြမှာတော့စိုးမိသေးတယ်ဗျာအိမ်ထဲကညှိတိုးတိုးအနက်ကတော်တော်စိုးတာမလို့အိမ်ပတင်းပေါက်တကားတွေကိုအကုန်ဖွင့်လိုက်တာပေါ့ခကြီးပန်းလာလို့လှဲတဲ့သူကလှဲတယောက်တစ်ပေါက်ပြောတဲ့သူကပြောပေါ့ဗျာ ဖြိုးသူရကတော့တော်တော်ကြောက်နေပုံပဲလူနောက်တကောက်ကောက်ကိုလိုက်နေတာဒီ၅ယောက်နဲ့အိမ်တချမ်းကပြည့်နေပြီကိုသူကလိုက်ကတ်တော့ရေမိုးချိုးခြင်းပဲလေရေချိုးဖို့မပြောနဲ့ခြေလက်ဆေးဖို့တောင်ရေမရှိဘူးအဲ့ဒီအိမ်မှာခဏနားပြီးအထုပ်ပိုးတွေထားခဲ့တော့ရွာလည်းပဲပြန်ထွက်လာကြတယ်ဘိုက်ကစပြီလေရွာတဲကလူတွေကကျွန်တော်တို့ကိုတွေ့လာနဲ့ဝိုင်းလာကြတယ်တရေတွေ့လာဆိုတာကိုစိတ်ဝင်စားနေတဲ့ပုံပဲဗျာကျွန်တော်တို့ဘိုက်စာလို့စားစရာလေးဝယ်ခြင်းလို့ဆိုတော့ရွာမှာဘာဆိုင်မှမရှိဘူးတဲ့ရွာကလူတွေကသူတို့အိမ်မှာလာစားပါလို့အတင်းလူရဲ့ခေါ်ကြတယ်ချစ်စရာဒလီ လေးပေါ့ဗျာကျွေးချင်မွေးချင်ကြတဲ့စေနာသရာတရားကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်နီးစက်ရအိမ်ဒိန်ကိုဝင်ပြီးစားလိုက်ကြတာပေါ့ဗျာစားရင်းနဲ့အိမ်ရှင်လက်တဲ့အကြောင်းမေးတော့လက်တဲ့ကရွာတောင်ဘက်မှာနေတာတဲ့ကျွန်တော်တို့လည်းလက်တဲ့ကိုတွားတွေ့လိုက်ကြတယ်အချိန်ကလည်းပိုနေတာကိုလက်တဲ့အိမ်ရောက်တော့သူကပြောတယ်တေသွားတဲ့ကောင်မလေးကအေးမြမောနဲ့အသက်က20ပဲရှိသေးတယ်လို့ဆိုတယ်သူစီလာတော့ကိုဝင်ကလေးလရှိနေပြီလို့ပြောတယ်လက်တဲ့ကဖျက်လို့မလွယ်ဘူးမွေးခိုင်းပေမဲ့လည်းကောင်မလေးအမေကအတင်းဖျက်ချခိုင်းတာလို့ဆိုပါတယ်လက်တဲ့လည်းစူးစမ်း ားပြီးဖျက်ချပေးမယ်။ကောင်မလေးကအသက်ဆုံးရှုံးသွားခဲ့ရတယ်။ကောင်မလေးတည်သွားမှသူ့အမေကယဉ်ကျေးမရဖြစ်တော့တာ။ အေးမြမွန်အလောင်းကိုကိုင်းတော်တုတ်တံမှာပဲမြုပ်လိုက်ကြတယ်ဒါပေမဲ့အေးမြမွန်ကလက်တရဲ့အိမ်မှာတော်တော်လေးကိုခြောက်နေလို့စက်မနေရဲပဲပြောင်းလိုက်ရတယ်လို့ပြောပါတယ်ရွာကမယုံတဲ့သူတွေလည်းလက်တဲ့အိမ်မှာစောင့်အိတ်ကြဘူးတယ်ဒါပေမဲ့အေးမြမွန်ဝိညာဉ်ကအရန်ခြောက်လို့အေးမြမွန်ဝိညာဉ်ကအရန်ခြောက်လို့ပြေးကြတဲ့သူတွေကြီးပဲလို့တော့ဆိုတယ်ကျွန်တော်တငယ်ချင်းတွေမျက်စိမျက်နှာပြက်သွားတာကိုတော့တွေးမိသေးဒီကောင်နေကြားရုံနဲ့တောင်ဒီလောက်ခြောက်ချားနေပြီဆိုတွေးမိသေးတယ်လက်တဲ့အိမ်ကနေပြန်ပြီးအိမ်ထဲကိုဝင်လာကြတော့တယ်ပင်မလာလို့အကုန်လုံးနှစ်နှစ်ချိုက်ချိုက်ကြီးကိုအိပ်ပျော်သွားကြ တယ်ကျွန်တော့်ကိုရွယ်သေးအောင်ကလာနှိုးမှနှိုးတယ်သူလာနှိုးတော့မှောင်ရီပြိုးနေပြီထူးနိုင်ပြောင်းနေလို့ဆိုပြီးလာနှိုးတာအကုံလိုက်ရှာကြတာပေါ့ဖယောင်းနိုင်ထုံးတဲ့သူကထုံးဓမီထိုးပြီးရှာကြတာပေါ့တွေ့မဲ့တွေ့တော့အိမ်အနောက်ဖက်မှာငုတ်တုတ်ကြီးထိုင်နေတယ်ဗျာဘာဖြစ်လဲမေးတော့ဦးကြောင်ကြောင်နဲ့သူ့ကိုသူတော်ဘယ်ရောက်နေမှမသိတဲ့ပုံပဲကျွန်တော်တို့ကိုမြင်မှအသိစိတ်ဝင်လာပြီးခေါင်းကနန်းနေပြောလာတယ်ကျွန်တော်လဲသူတို့အကြောက်လွန်နေမှရိမ့်ပြီလို့ အကုံအိမ်ထဲဝင်ပြီးတာနဲ့သူတို့ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။နင်းနေအိတ်လိုက်ရတော့လူကလန်းဆန်းသွားတယ်။ကြံတဲ့သူတွေကတော့မအိတ်ကြတော့ဘူး။စကားဝိုင်းဖွဲ့ပြောရင်အေးမြမွန်ဝင့်ရင်ဘယ်ချိန်ထွက်လာမလဲစောင့်နေကြတာပေါ့။ည10နာရီလောက်ရောက်တော့ဖုံးမြက်ကတယောက်ထဲထရရပါတော့တယ်။ကျွန်တော်တို့အားလုံးကြောင်သွားတယ်။ရဲစရာလည်းမပြောဘဲနဲ့သူတယောက်ထဲရဲနေတာပေါ့။ပြီးတော့သူ့ဘိုက်ကိုလက်နှစ်ဖက်နဲ့ပိုက်ထားသေးတယ်။ကျွန်တော်တငယ်ချင်းတွေကဖုံးမြက်ကိုတရဲဝင်ပူးပြီးဆိုပြီးအိမ်ကနေထွက်ဖို့ပြောကြပေမယ့်ကျွန်တော်ခေါင်းမာမာနဲ့ညှင်းမိခဲ့တယ်။တကယ်ဆိုသူတို့ပြောသူတို့ပြန်ထွက်လာရင်ကောင်းမှာပဲလို့တစ်ခါခါ ြန်တွေးမိတယ်။ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့ဘာမှမဖြစ်ဘူးလို့ပြောနေတယ်။ဖုံးမြက်ကရဲနေရင်ဗိုက်စာလိုက်တာလို့ပြောတယ်။ကျွန်တော်ကကြောပွိထဲကမုတ်တွေကိုထုတ်ပေးတော့မစားချင်ဘူးတဲ့။ဒါပဲပါလာတယ်လို့ပြောပြီးမုတ်တွေပြန်ဖြစ်နေတော့ရဲသွေးအောင်ကိုလဲပင်းထညက်လေရော။ ကျွန်တော်တို့လည်းဝိုင်းဆွဲကြပေမဲ့ဒီကောင်ကအားတော်တော်ကို ကောင်းနေတော့တော်တော်ကိုဆွဲလို့ကိုမရဘူးထူးနိုင်ကပတ်စံအိတ်ထဲကမဟာမျက်မှုနှိဖျားပုံတော်ကိုထုံပြီးဖုံးမျက်နှစ်ဖူးပေါ်ကတ်လိုက်မှညင်သွားတယ်အဲ့ဒီတော့မှဖုံးမျက်တတိပြန်ကတ်လာတယ်အကုန်လုံးကြောက်နေကြပြီကျွန်တော်လည်းနည်းနည်းတော့လန့်လာပြီဗျအိမ်ကနေပြန်ထွက်လာမလားလို့တွေးနေတော့အိမ်ကနေပြန်ထွက်လာရမလားလို့တွေးနေတော့အိမ်ဝမှာမိမတယောက်ကြောပေးပြီးထိုင်နေတာကိုရုတ်တရက်တွေ့လိုက်ရတယ်ဖျောင်းနိုင်မိတယ်အများကြီးထွန်းလာတော့တေးသေးချာချာကိုမြင်နေရတယ်ဇပင်ကဂဝဲကြော်ကြော်လေးနဲ့ဗျခေါင်းမုံပြီးထိုင်နေတာအကုန်လုံးက အိမ်ထဲမှာပိတ်မိနေတယ်လို့ဖြစ်နေတယ်။သူကအိမ်အဝတ်မှာထိုင်နေတာကိုကျွန်တော်လည်းတရေမန်းသိနေပြီ။ကြောယူတဲ့စိတ်လာပြီးခေါင်းကစပိန်လေးလဲထောင်လာတယ်။တငယ်ချင်းတွေအကုန်ပုတ်ကပ်ပြီးအနောက်ဆုတ်လာကြတာ။အိမ်ထောင်အထီပဲအနောက်မှာထရံမဲကျန်တော့တယ်ဗျ။အဲ့ဒီတရေမန်းကကြောပိတ်ထိုင်နေရင်သူခေါင်းကိုပြန်မော့လာတယ်။ပြီးတော့ကိုကမရွေပဲခေါင်းတစ်လုံးနဲ့တဖြည်းဖြည်းလှဲ့လာတာဗျ။ကျွန်တော်တသက်နဲ့တကူခုလိုမျက်ဝါးထင်နေမြင်မှုတာပထမဆုံးဘလောက်တောင်ကြောက်မိမလဲ။ဒူးနှစ်ဖက်ကတဇက်ဇက်တုံလာပြီးစကားသံတောင်မထွက်နိုင်တော့ဘူး။တငယ်ချင်းတွေအကုန်လုံးဗဇက်ကအာဇိတ်မိထား သလိုအော်မရဟိမရအတန်ထွက်မရကြဘူးလှဲ့လာတဲ့ခေါင်းကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်ပြီးတော့ထရရတယ်ဗျကျွန်တော်အသေးတွေဦးတွေပြောင်းဆန်ကုန်သလိုတရေမားကကျွန်တော်တို့စီကိုနောက်ပြန်ကြီးရှောက်လာတာစဉ်းစားကြည့်ဗျကြောဘက်ကနေခေါင်းကမျက်နှာဖြူဖြူကြီးနဲ့နောက်ပြန်ရှောက်လာတာဘယ်သူမလန်ပဲရှိပါမလဲဖြိုးသူရနဲ့ဖုံးမြက်ကအဲ့ဒီမားတွေမေ့လဲကြသွားတယ်ကျွန်တော်တို့ကတစ်ဖက်ကအိမ်တော့စီကိုအရင်ပြေးတာပေါ့ဒူးတုံနေပေမဲ့အာတင်းပြီးပြေးကြတယ်အိမ်တစ်ဖက်ကိုရောက်တာနဲ့အိမ်အဝတ်စီတစ်ခါထပ်ပြေးကြတယ်အိမ်အပြင်ကိုဘယ်လိုရောက်သွားမှန်းတော့မသိပါဘူးပြေးရင်နဲ့မှ သတိရမိလိုက်တာအိမ်ထဲမှာဖြိုးသူရနဲ့ဖုံးမြက်ကြမ်းခဲ့တယ်ဆိုတာကိုနောက်မှသတိရသွားတယ်ကျွန်တော်တို့အိမ်ထဲပြန်မဝင်ရတော့တံငယ်ချင်းတစ်ယောက်ကိုလည်းခြံထားခဲ့လို့မဖြစ်ဘူးဗျာအိမ်ဝါကနေပဲအော်ခေါ်ပြီးထွက်လာခိုင်းတာပေါ့သုံးယောက်သားတုံတုံကြီးကြီးနဲ့အိမ်နာကတ်သွားကြတယ်။အိမ်ပေါ်တက်တဲ့လှေကားအတိုင်းတက်လာပြီးအိမ်ဘဝမှာသုံးယောက်သားပူးကတ်နေရင်အိမ်နဲ့လှည့်ကြည့်လိုက်တယ်ဗျာ သတိမေ့နေတဲ့ဖြိုးသူရနဲ့ဖုံးမြတ်တို့နှစ်ယောက်ကြားမှာတယဲမကရက်နေတာကိုတွေ့တော့ကျွန်တော်တို့ပြန်ဆင်းပြေးကြတာပဲရွာကန်တွေကိုအကူအညီတောင်းပြီးမှအိမ်ပြန်ခေါ်မယ်လို့တိုင်ပြန်လိုက်တယ်ရွာထဲပြေးကြတာပေါ့ကျွန်တော်တို့အတန်ကြားတော့ရွာကလူတွေလည်းထွက်လာကြတယ်ကျွန်တော်တို့လည်းအကျိုးအကြောင်းပြောပြပြီးအကူအညီတောင်းတော့ရွာကလူတွေလည်းလိုက်လာပေးကြတယ်လူအယောက်20အင်အားဆိုတော့ကြောက်စိတ်ကနည်းနည်းညော့သွားသလိုပဲအိမ်နာပြန်သွားပြီးအိမ်မော်ကိုပြန်တက်ကြတာပေါ့လူများလို့လားမသိဘူးတယဲမကိုမတွေ့တော့ဘူးငွေချင်းနှစ်ယောက်ကိုသတိပြန်လဲလာအောင်လှုပ်နှိုးတော့မှသူတို့တွေသတိပြန်လဲလာကြ ြတယ်တတိယလာတာနဲ့ငိုကြတော့တာပဲဗျာသူတို့ကိုတွန်းခေါ်ပေးတဲ့သူတွေရဲ့အထုပ်အပိုးတွေပြန်တယ်ပေါ့လေထုံးနာတဲ့ဖျောင်းနိုင်နေလေပြန်လိုက်သိမ်းရသေးတယ်မတော်အိမ်မီးလောင်ရင်အမှုကပတ်မှဆိုးရသည်အကုန်လုံးအိမ်ကနေပြန်ထွက်လာတော့အားလုံးအေးအေးစီစီပဲရွာလေလမ်းပေါ်ရောက်ရောရွာထဲကခွေးတွေကဇက်တိုက်ဥတော့တာပဲကျွန်တော်တို့လူအုပ်ကိုကြီးပြီးထိုးဟောင်နေတယ်ကျွန်တော်တို့လည်းကြောချမ်းချမ်းနဲ့ဆက်လျှောက်လာကြတာပေါ့ဒါပေမဲ့ကျွန်တော်မြင်လိုက်ရတာကကျွန်တော်ရှိနှစ်ယောက်ကျော်လောက်မှာသပင်ကဝဲနဲ့တရေမကအတူလိုက်ပါလာတယ်ဆိုတာကျွန်တော်လန့်ပြီးအော်ဟစ်ပြက်လိုက်တော့ လူတွေအကုန်လုံးလဲလန့်ကုန်ကြတယ်ဘာဖြစ်လို့လဲပေါ့ကျွန်တော်ပြောပြတယ်ဒီထဲမှာတရဲမှပါလာတယ်ဆိုတာသူတို့အားလုံးနားလည်ပြီးထင်တယ်ရွာထဲကဘုန်းကြီးကျောင်းကိုအရင်သွားကြတယ်ဘုန်းကြီးကျောင်းရောက်တာနဲ့စိတ်ထဲနှွေးသွားသလိုဖြစ်သွားတယ်ဗျာကျောင်းနိုင်ဖုံဖုံကိုတိုင်ကြွလာပြီးပရိတ်ရည်တွေဖြန်းပေးတယ်အမျှတွေဝေပေးတယ်ကျွန်တော်တို့လဲဘုန်းကြီးကျောင်းမှာပဲအိတ်လိုက်ကြတော့တယ်ဗျာ ကျွန်တော်တို့ကိုကူညီပေးတဲ့ယာကန်တွေကလည်းအိမ်မပြန်ကြဘူးဖုန်ကြီးเจ้าမှာပဲအိတ်ကြတယ်သူတို့ပြောတာတော့သူတို့အိမ်ပြန်ရင်သူတို့နောက်လိုက်ပြန်တတ်တယ်တဲ့ကျွန်တော်ကတော့ဒီအဖြစ်အပျက်ကိုကြုံပြီးကလေးကတရေသက်စီတကယ်ရှိမရှိဆိုတာမျိုးရောင်လို့တောင်မစမ်းသက်ဖြစ်တော့ပါဘူးတကယ်လို့မယုံတဲ့သူတွေစမ်းသက်ချင်တဲ့သူတွေကိုင်းတော့ရာကလူမနေရဲတဲ့လက်သက်အိမ်ကိုတော့ရှောင်ကြဗျာကျွန်တော်တို့တောင်တဲကြီးပြက်ခဲ့ရတယ်မဟုတ်လားဗျာဇလန်းလေးကတော့ဒီမှနေပြီးဆုံးသွားပြီရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကို Subscribe လုပ်ဖို့ ့မမေပါနဲ့နော်အားလုံးပဲ good night ပါရှင်